ကဲကလေးတွေဥပဒေတော့ကြက်ကင်ကြီးပြောပြလို့မရလို့ဒီတိုင်းအလွတ်ပဲပြောပြတော့မယ်အဲ့တော့ဥတော်ကြက်ခုနလားဒါအရွယ်ပေါ့စနော်နော်အမွေးတောင်လေးတွေစုံနေမွေးတောင်လေးစုံနေပြီမယ်လို့သူကမွေးတောင်စုံနေပြီမယ်လို့သူကမချောက်သေးတဲ့အတွက်ကြောင့်ကြက်ကိုကင်လို့မရသေးဘူးနော်ဒါပေမဲ့လို့အဲ့လိုခုနလားဒါအရွယ်ဒီအမွေးတောင်လေးတွေစုံပြီးတော့မချောက်သေးတဲ့ကြက်ဒီအဲ့ဒီကြက်တရားဟုတ်အိမ်မှာတကောင်နဲ့အနိုင်မရှိတဲ့ကြက်ဒီဆိုလို့ရှိရင် သူတို့ကထကြွားထကြားနေအမကြက်တီမလို့ခွက်လက်ပုတ်ရောအဲ့လိုခွက်လက်ကပတ်လိုက်ခွက်လက်ပုတ်တို့တစ်ခါနဲ့နှစ်ခါသုံးခါဒီလိုပုတ်လာတဲ့အချိန်မှာမင်းတို့ကမာရှာလာပြီးအနိုင်ရလည်းမရှိဘူးကိုယ်အိမ်မှာသူကလည်းဘုံဆိုအချက်ကထပြီးတော့မင်းတို့ကဝိုင်းတွင်းအတွေ့အကြုံရဖို့ဝိုင်းထဲကိုတွားရောအဲ့လိုဝိုင်းရောတွားတဲ့အခါမှာဝိုင်းထဲရောက်တဲ့အခါကျတော့မင်းတို့ကထပ်နိုင်မြန်နော်အဲ့တော့ထပ်နိုင်နော်ဒီကျက်တဲ့နူးနူးနဲ့ထန့်နိုင်တဲ့အတွက်ကြောင့်အလုရရတယ်မာတယ်ကြံပြစ်လာတယ် မရနောနောက်တစ်ခါထောက်ခိုင်းပြီစက်သက်နုရဲ့မားရဲ့အလုံးရတယ်တံဖြစ်လာပြန်နောက်သုံးဝိုင်းလဲတံမျိုးဖြစ်လာပြန်နောက်ကြတော့ခါကျတော့ဒီချက်ကအန်ဒီရရှိလာဘယ်လိုအန်ဒီရရှိလာလို့မင်းကခုနလားလားလောက်မှာအမွေးတောင်မလျှောက်တလျှောက်မှာမင်းကဒါဒီကိန်းနာတော့ပြဲ့တာတော့လုံးလုံးမရသေးတဲ့အချိန်မှာအိမ်မှာဘူဖြစ်တဲ့တို့ကြောင့်ဒီချက်ကိုတွားတိုက်တွားဖို့လောက်ပါအဲ့လိုလုံရင်လုံရင်ကြိတ်ဖန်များစွာလုံးတယ်ပြောပါ ကျက်နုနဲ့မာတယ်ဒံဒီပေါ်လာတယ်ကျက်မှုနဲ့မာတယ်ဒံဒီပေါ်လာတယ်အဲ့ဒံကိုမင်းတတိမထားဘူးအဲ့မှဟိုဝိုင်းနေသေးရောက်လေရောက်နောက်ဆုံးနောက်ကြတော့ဝိုင်းနေမှာကျက်ကစိမ့်နေယူကြောက်ယူကြောက်ဟုတ်လားကိုတဲ့ကြအားလေးစီးရဘာလို့ကြအားလေးစီးရအောင်ဆိုမင်းကမာတဲ့အတွက်ကြောင့်ဥပတက်ကိုစိမ့်နေကျက်တက်ရှိရကျက်ကိုကြအားလေးစီးပြီးပေးတတ်တယ်အေးအဲ့ဒီကိစ္စမှာဘာဖြစ်လို့ဆိုကျက်တရားနော်ဒံဒီများလာတဲ့ကျက်တဲ့နူးနူးနဲ့လှုပ်ခဲတဲ့အတွက်ကြောင့် ဒီဒန်းကြီးများလာတဲ့အချိန်မှာကြက်ကနောက်ဆုံးကြောက်တဖြည်းဖြည်းနဲ့ဒီကြက်ကဝိုင်းထဲမှာသူ့ခွင်ခုနစိတ်နဲ့ကြက်တဲ့ပုံနာတယ်ဘာဖြစ်လို့လဲဆိုအယူတက်မရှိပဲနဲ့မာခဲ့လို့ဟုတ်ပလားယူတက်မရှိပဲမာခဲ့လို့အဲ့တော့ယူတက်ရှိတဲ့ကြက်ကတဖြည်းဖြည်းနဲ့နော်ဟိုအယူတက်နဲ့ရိုင်းပြီးစောင့်ပြီးတဲ့အချိန်မှာနောက်ဆုံးကြတော့ကြက်ကရှုံးပြရတာလို့ကောက်ပြရတာလို့ထွက်ပြရတာလို့အဲအဲ့ဒီမှာကြက်ထွက်ပြရောထွက်လဲထွက်ပြရောငါကြက်အရင်တော့ကကြက် တာကောင်းခဲ့ပြီအခုကမှဘာလို့ခုနိုင်ခဲ့ပြီအခုဒီလူချက်ကြီးတဲ့တိုက်ကမှဘာဖြစ်လို့ဖတ်ပြေးတာတော့သူအရင်မျိုးရိုးပါတခါချုပ်ချုပ်မရှင်တဲ့စိတ်ခေါင်းထဲမှာပေါ်လာအောင်အဲ့ဒါဘာလို့ပေါ်လာအမမင်းတို့အဲ့စိတ်မပေါ်လာနဲ့ဘာဖြစ်လို့ခုချက်မျိုးရိုးကမှန်ပြီလားဟုတ်လားအဲ့ခုနလူလူနဲ့လှုပ်ခဲ့တဲ့အတွက်ကြောင့်မို့အလိုချင်းနဲ့တွေ့ရချိန်မှာမာခဲ့တဲ့ဒဏ်ကအဲ့ဒီမှာသွားဆောင်ပြီးရချိန်မှာသူကမခံနိုင်တဲ့ကြောင့်ဖွက်ပြေးရအဲ့တော့ဥရောဖာမှာရှိတဲ့ကလေးတွေအဲ့တော့ကြက်ယူကြက်တဲ့နူးနူးကြက်တွေ ခွက်လည်းမပုတ်ဘူးနဲ့ဘိုင်းလုံးအတွေ့အကြုံမထားဘူးနဲ့ဥတော်ကဒါလေးအကျဉ်းချပေးတာနော်ဒါလေးအကျဉ်းချပေးတာပါတို့မြမယူကတိုက်ကျက်လောကမှာတို့လူတွေအားလုံးကျက်တိုက်နေကြပြီဆိုလို့ရှိရင် ကျက်လောကမှာအရေးကြီးဆုံးအရာတစ်ခုကတော့ဥတော်အမြင်ပြောရတော့ဥတော်ကကျက်ယူကျက်သက်ပဲကျက်ယူကျက်သက်တဲ့အရေးကြီးတဲ့အရာဘယ်အရာမှမရှိဘူးလို့ဥတော်ကဒီလိုပဲမြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဥမာပေါ့ကွာကျွမ်းကျင်မှုအားနေတဲ့ကောင်ကျက်သက်ဟိုကျွမ်းကျင်ကျင်နားမလေတဲ့ကျက်သမားတယောက်ပေါ့ဒါလေးတစ်ခုပြောပြမယ်။အဲ့တော့ तू ကနေနဲ့ तू ကကျအရင်တကောင်အအိုတော်ဝိုင်းထဲမှာအအိုမှမသိလို့ तू ကတိုက်လိုက်တိုက်တဲ့ချိန်မှာ तू က အကြာကြီးတွေးတဲ့တိုင်ကိုခုပြီးမှသူနိုင်ခဲ့တယ်အဲ့တကောနောက်တကောကတိတ်မကြဘူးနိုင်ွက်မိနစ်40နဲ့တင်သူကြက်ကောင်းလုံးအားလို့ကြည်လို့ဒီကြက်ပွဲကိုသူမြန်မြန်ဆန်ဆန်နိုင်လိုက်တယ်အဲ့တော့ခုနလူတွေးတဲ့တိုင်ကိုခုပြီးမှကြက်ဆိုတော့ဒါတကယ်တမ်းသူကြက်ပေါက်ကကြက်အိုပတ်တိုက်ခဲ့ပြီသူသူကြက်ပေါက်ဘယ်တော့ကောင်းကောင်းကုန်တော့အဲ့ဒီကြက်အိုသွားတိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့မင်းဒီတစ်နှစ်စာမဟုတ်တိတောင်3လလာတော့အောင်းပြရတာပဲဘလူမကိုပြန်ပြီးထွက်တိုက်လို့ မခွတ်တော့တာအဲ့တော့ဟိုကိုကနလူပေါ့ကွာဟိုမိနစ်30နဲ့နဲ့ရှက်ရှင်းပြီးသွားတယ်ကိုကြက်ကကောင်းလုံးမကြီးပါတယ်အဲ့ကြက်သမားမသိတဲ့အချိန်မှာဇတ်သူကြက်ကိုရှီတော်လေး5မိနစ်လောက်ထောက်လာ5မိနစ်ထောက်တဲ့အချိန်မှာ तू ခွတ်လိုက်မယ်ဒီဒါပေမဲ့လူအဲ့5မိနစ်တောက်လိုက်ပြီးတော့ तू ကဝိုင်းနေကိုသွားတိုက်လိုက်တယ်အဲ့တော့မိနစ်30ကျော်ရင် तू ချုံးပါပဲဘာဖြစ်လို့ဆိုတော့ကြက်ဥဒဏ်ခံရဆိုတာအဲ့ဒါပဲအဲ့တော့မင်းတို့ကောင်ဒီအဓိကအကြက်သမားတယောက်အရေးကြီးဆုံးကတော့ကြက်သက်တိအောင်ကြိုးစားကြက်သက်တိအောင်ကြိုးစားတယ်ဆိုတာလေ အနာနာမှာဆရာကြီးတဲ့လူတွေကဒါဒါဒါဖြစ်တဲ့ခမနာဒီအမွေးကြောင့်ဒါဖြစ်တယ်ဒီဂျမ်းကြောင့်ပါဖြစ်တယ်ဒီခြေထောက်ကြောင့်ပါဖြစ်တယ်ဒီကြိုးခင်းကြောင့်ပါဖြစ်တယ်ဒီခေါင်းဥခင်းအနေနဲ့အမီးုံကြောင့်ဒီအမီးုံကနောက်ဆက်တွဲအမီးထွက်လာပြီးရခင်ငယ်ပေါက်ကအမီးမဟုတ်ပဲနဲ့နောက်ကြီးပေါက်ကအမီးထွက်လာပြီးဆိုကြက်တက်ဘလောက်နောက်ကိုယ်အိမ်မှာမွေးရတဲ့ကြက်တီးဟိုမကြခဏပေါ့ကွာလာတဲ့နဲ့အမြကြည့်နေတယ်ဆိုလို့ရှိရင်ဒီကြက်တက်တီးရဲ့အမွေးတောင်တည်းဟာကိုပါသူကိုပင်နိုင်ပင်ကိုတိလာတာဘေးလူကလည်းနည်းနည်းပြောပြပေးမယ်ဆိုရင် ဒါပင်ကိုတိလာတကယ်တမ်းအရေးကြီးတာကကြက်လောကမှာကြက်တက်တဲ့အရေးကြီးတာဘယ်အရာမှမရှိဘူးလို့ဥတော်ကတော့ဒီလိုပဲကြက်သမားခလေးငယ်တွေကိုဥတော်လမ်းကြောင်းပြလိုက်တယ်ဟာလားနော် ဥတော်တားကျက်လေးဘက်ရိုက်ထားတာလေးဘက်လုံးရေကုန်ထားတယ်။ဒါကြဒါပေမဲ့လို့တားဝိုင်းနေချတိုက်လိုက်တဲ့အခါကျတော့တားကျက်ကရေကုန်သွားတယ်။တော့အိကျသွားတယ်။အဲဒါဘာကြောင့်လဲ။အဲ့တော့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အဲ့တော့မနှုတ်ကြက်တွေအပြင်မှာပုတ်တာဒါတွေ့ရမြကြက်နဲ့တွေ့ရကျူရမူရပြင်ထားတဲ့ကြက်တွေနဲ့ပုတ်တာမဟုတ်ဘူးဒီဝိုင်းနေမှာကြတော့မင်းက ကြီးစန်းတာပတ်စံကြီးတိုက်ကြ။ခံကြတဲ့ခါကျတော့ကြက်ကကိုကကြက်တွေကကြီးမွေးပြင်က ပြင်ဆင်ပြီးတော့ရေလက်ရေကန်ပြီးတင်းထုံနေမှထွက်လာတဲ့ကြက်နဲ့တွတ်တွေ့တော့မင်းကလေးပတ်တော်ရေကုန်သားတယ်။ဒါမျိုးလို့မင်းကဒီအစာကျွေးတယ်ပက်ကျွေးလိုက်တယ်။ညာငင်းတစ်ခုတည်းထက်ကျွေးလိုက်တယ်။အဒါတော့မလှုပ်တယ်။မင်းကရေမလှဲ့ဟာဘူး။ဒါကြောင့်မင်းကအစိမ့်ကုန်ပေါက်ပြီးရေကုန်သွားတာပဲ။ဒါနဲ့ဟိုကြက်ကနှစ်ဖက်ပုတ်ထားပြီးမယ်လို့ တွက်ကြီးကြိုင်ထားတဲ့ကြက်တွေဟုတ်လားဒီကြိုင်ထားတဲ့ကြက်နဲ့မကြိုင်ထားတဲ့ကြက်နဲ့အကွာကြီးပဲဒါဝိုင်းနေရောက်ရင်တိတိတတာကြီးနော်လို့အပြင်မမှာကင်နေတော့မအဲ့နှကောင်ကင်ကြည့်ရနဲ့အဲ့မင်းပါမမင်းကြီးလက်ကြီးကင်မလောက်ထားတဲ့ကြက်ကမင်း၄ဘတ်ပုတ်သွား၁၀ဘတ်ပုတ်လာအစိမ့်ရအစိမ့်ပဲဟုတ်လားဖွေဖွေကြီးဥပကကြက်ကနှစ်ဖက်လောက်ပုတ်လာတယ်တင်းထုံနေတာဟုတ်လားအဲ့ရောမင်းတို့ဒီလိုရေကုန်သွားတယ်ကျောင်းကြက်တွေရေဟိုဟို လင်းငါးကာလပုတ်ထားတော့မှရေကုန်ကိုပုတ်ထားတယ်ဓာမင်းရဲလူကျောင်းကြက်တီစိမ့်နေတယ်ခြွေနေတယ်ဒါဘာကြောင့်လဲဆိုရင်တော့ဒါမင်းတို့ရေမကင်ဘူးပဲအဲ့တော့တချို့သူကြက်တီဝိုင်းနေမှာအာရေကုန်မိသားတွေလင်းငါးကရေကုန်မိသားဘယ်နဲ့ကင်ကြည့်လိုက်ခြွေဖန့်နေရဘာဖြစ်လို့တော့ရေမမကင်တာဘူးအဲ့တော့ကြက်သမားငယ်လေးတွေမင်းတချို့ကလည်းဥဆောင်ပြောတယ်ကွာခမားတဲ့ခမားပြောတာတွေဟာတာမန်လူလောက်မတိနားလေတဲ့လူလောက်ပဲ အဲရမယ်တဲ့တို့တို့လူလူတွေတော့ပြောလို့မရဘူးတဲ့အဲဒီဒီပညာတွေဦးတဲ့အဲ့တော့အဲတူတော့နံပါတ်ရိုက်ထဲမပြောဘူးကွာပူလေးတစ်ခုပူလေးတစ်ခုမှတက်လာတယ်အဲ့တော့ဥပဒေအောင်ပြောနေတာလေဒါခလီနောက်တက်လာမယ်ခလီလူငယ်တွေပဲတက်တာညာလေတဲ့လူတွေကဥပဒေအောင်ဟိုဘောကဒါရီကပြီးပြီးနေဆိုဒါရီကြော်သွားလိုက်ပေါ့နော်အဲ့ဟိုကညစ်၆မိနစ်နေအဲ့တော့မင်းတို့ကြက်တကောပုတ်ပြရတယ်ဗျာအနေဆုံးရေဝက်လေးကို နော်ရေဝဲလေးကိုရေဆွလိုက်ညှစ်လိုက်ညှစ်ပြီးတော့သုံးရက်တကြိမ်နော်ပေါင်နောက်ကြိုးလေးတွေပိုက်လေးတွေကရောင်းကြိုက်တာတို့ကြိုးကုန်းလေးဆွဲတာလက်ဘင်းကြီးပုတ်တက်ပြီးတော့တင်းပေးတာမျက်နှာဆွဲပေးတာခေါင်းကြီးပြုတ်ပေးတာဒါမျိုးတွေကတင်းကြက်နေပြီအဲ့ဒါလေးကိုနည်းနည်းတစ်ချောက်လေးပြတ်ကြိုက်ကြိုက်ပြီးမှလွတ်လိုက်သုံးရက်တကြိမ်တော့လေးကြိုက်ပြီးလွတ်လိုက်လို့ချင်းမင်းတို့ကနာရေကုန်ထားပြီးတဲ့ကြက်တွေကအဲ့ဒီကပို့ပြီးတော့တင်းရင်နဲ့စီတွေထွက်လာမှာအဲ့တော့မင်းတို့ကြက်ဒီကောင်ဘလောက်ပုတ်ပုတ်ဘယ်နှဖက်ကြီးရေကုန်ကုန် ရင်မလှဲ့မကန်လို့ရှိရင်နော်ကြက်ကဘိုင်းနဲ့ဆင်းလို့မရဘူးနော်အပြော့ဘလုတ်ပခဏလေးဒီရေကုန်မယ်အလုတ်ကုန်မယ်ဟုတ်လားအဲ့တော့ရေလှဲ့ရေကန်ကြီးမကြခဏအနိုင်ဆုံး3ရက်တစ်ချိန်လောက်တော့ကင်ပြီးရပါလို့နော်ဒါမှကြက်တင်းရင်ပြီးခွန်နိုင်မှာဟုတ်လားမနေ့ကဥပဒေကကြက်အိုတကောင်ရဲ့ဖြစ်တတ်တဲ့အကြောင်းเนาะအခုလိုပဲဟိုကြက်လည်းမပါဘူးပေါ့ဒီလိုလေးပဲအလွတ်လေးပဲ ဒီလိုပုံစံလေးနဲ့ပဲပြောလိုက်တာအမှတချို့ကြည့်ရလူလည်းကြည့်ရတယ်အဲ့ဒါဗမ်းလိုက်တယ်အဲ့တော့ဥတော်ပြောတဲ့အပြောကအဲကြက်ဦးတကောပရမ20ပုတ်တယ်နောက်40ပုတ်တယ်နောက်တနာရီလောက်ပုတ်တယ်ပုတ်ပြီးတော့ရှိကျော်ဆက်ပြီးထွက်တယ်ဒီလို20ပုတ်တယ်40ပုတ်တယ်တနာရီလောက်ပုတ်တယ်ဆိုတာမနှုတ်နဲ့ငါအောင်နဲ့အတူတူပဲဒါဝိုင်းပြင်တွေ့ကြအဲ့တော့အဲ့ရ ချီကျော်ဆန့်ပြီးတော့ဝိုင်းထဲကိုတွားတိုက်လိုက်တယ်ဝိုင်းထဲတွားတိုက်လိုက်တဲ့ခါကျတော့ဒီကြက်ကနိုင်လာတယ်နိုင်လာတဲ့ခါကျတော့နောက်တဝိုင်းမှာသူကလူတော်တော်များများကနောက်တဝိုင်းတိုက်ဖို့အတွက်ကိုအရင်လိုပဲကြက်ပေါက်ချီကျော်ဆန့်လူ၄6မိနစ်ဆန့်ပြီးတော့တွားထွက်တိုက်လာရောထွက်တိုက်တော့ကျွန်တော်ကြက်တီကြက်မခုတ်လို့ကောက်ပြီးလဲရတယ်မခုတ်လို့ကောက်ပြီးလဲရတယ်ဒါဒလူတွေပြောတယ်ဒါဒုတိယဝိုင်းပေါ့နော်အဲ့တော့ဥပဒေကြတော့အဲ့လိုမဟုတ်ဘူး ချက်ဦးတကောင်ဟာပထမဝိုင်းကုဏလူတွေပုတ်တာဝိုင်းပြင်တွေ့ကြုံအခုဟာဝိုင်းတွင်တွေ့ကြုံဖြစ်တဲ့အတွက်ကြောင့်သူဟာမနိုင်နိုင်အောင်ခေါ်ရလူပင်မနှောနယ်တဲ့အတွက်ကြောင့်မဟုတ်ဘူးကုလက်တီနှုံးခွေဝါတယ်နှောပြော့ကြဝါတယ်အကျော်အချင်းဒီဒါဟိုနာကုန်တယ်ပေါ့အဲ့တော့ဝိုင်းတွင်တွေ့ကြုံမှာအဲ့တော့ဒီလူဟာမျိုးကိုကြက်ဦးတကောင်ဒုတိယဝိုင်းအောင်များထုတ်တိုက်မယ်ဆိုလို့ရှိရင်ဥဥတောင်းလို့ ပြင်တယ်လို့ပြင်လားဒါမှမဟုတ်သူက၄၅6မိနစ်မှာဖူလိုက်လို့ဒီလိုကြက်ကောက်တဲ့ဟိုအနေထားကိုရောက်တာလို့ဥတော်ပြောတော့ဥတော်နေကြတော့မိနစ်20လောက်အထိချီချီထွက်လာလားမိနစ်20အစိတ်ကတော့ဥတော်အနှိမ်ဆုံးကြော်တယ်အဲ့တော့ချီထွက်လာပြီဆိုကမှရက်လိုက်ရတာတကယ်တမ်းကျတော့ကြက်ဥတော်ပထမဝိုင်းပြီးလို့ရှိရင်ဒုတိယဝိုင်းမြောက်အရေးကြီးဆုံးပဲဒီဝိုင်းမှာကြက်တွေမခုတ်လို့ကောက်ပြီးလဲရတယ်ဆိုတာအဲ့ဒီချီကျော်ဆန်းတဲ့ကိစ္စပဲ နော်ခုနဝိုင်းတွင်းတွေ့ကြုံပထမဆုံးစဝင်လာတဲ့အတွက်ကြောင့်မို့လို့ဒီလိုဒီလိုရှိကြောင်းမိနစ်အစိတ်ဟုတ်လား20ဒီလိုမျိုးစရတာအဲ့တော့ဒီလိုစပြီးမှထောက်တော့မှခုနကပထမခွက်လက်ပုတ်တုန်းကခြီးတို့ပထမဝိုင်းကခြီးတို့ဒါမျိုးပြန်ရတာအဲ့တော့ဒါမျိုးပြန်ရခြင်းဒီလိုစမ်းလို့ဥတော်အရာမျိုးလေးပြောတာအဲ့ဒါကိုပန်းပလိုက်တယ်အဲ့တော့မင်းတို့ဒီဝိုင်းတွင်းအတွေ့အကြုံနဲ့ဝိုင်းပြင်အတွေ့အကြုံ နော်အဲ့တော့ကြက်အူတကောင်ရဲ့ပထမဝိုင်းပြီးနောက်ဒုတိယဝိုင်းဟာကောက်ပေးရတဲ့ကြက်ပေါင်းများစွာကြုံနေရတဲ့အတွက်ကြောင့်မလို့ရှီကျော်မိနစ်15မိနစ်မှရှီထွက်လာမိနစ်20မှရှီထွက်လာ မထွက်လို့ရှင်ဒါထပ်ပြီးတော့ရှီကျော်ဆန့်ရတယ်နော်5မိနစ်နဲ့ရှီကျော်ဆန့်ပြီးထွက်ရင်တော့ဒါနော်ဒီဒုတိယဝိုင်းဟာကောက်ပေးရတဲ့အနေအထားမျိုးနောက်ဆက်ကြုံပါပဲဟဲ့လား အဲ့ကျက်သမားကလေးတို့ကြက်တီမင်းတို့ကြက်တီကြက်ပေါက်ဘွားမှာခွက်လက်ပုတ်တယ်ခြေကျွဲတွေတန်တယ်မှန်တယ်နော်နောက်ကြက်ဥွားပေါက်တယ်ပေါ်ကြက်ဥွားရောက်သွားတယ်ခြေကျွဲတွေတန်တယ်မှန်တယ်အဲ့တော့အခုဒီရှင်ကြတော့ကျွန်တော်ကြီးကြက်တီကခြေကျွဲတွေမတန်တော့ဘူးနော်ခြေကျွဲတွေမမှန်တော့ဘူးပဲအဲဘာကြောင့်လဲဥတော်အဲ့တော့ဒီလိုခြေကျွဲတွေခြေဒီခြေကျွဲတွေမတန်တာမမှန်တာနံပါတ်1 ကျမ်းမာရင်မကောင်းဘူးနော်ဒါလည်းဖြစ်နိုင်တယ်။နောက်နံပါတ်1ဆန့်လောက်များတဲ့ကြက်အဲဒီကြက်လည်းဖြစ်နိုင်တယ်။နောက်နံပါတ်3ကျိုးစီများတဲ့ကြက်အဲဒါလည်းဖြစ်နိုင်တယ်။နော်နောက်နံပါတ်4ကြက်ကောင်ပြီးတဲ့အတိုင်းဝိုင်းနေမှအသေးတန်ခုပ်ပြီးမှနိုင်လာတဲ့ကြက်အဲဒီကြက်လည်းစီသွဲမမှန်တော့အဲနောက်တစ်ခါကြက်ပေါက်ကနေကြက်အုပ်တိုက်လာပြန်လာလို့နိုင်လာတဲ့ချိန်မှာအဲဒီကြက်တွေလည်းစီသွဲမမှန်တော့နောက် ကျက်ဒီလက်ကြားတော့ခွဲစကားဦးတဲ့အချိန်ဒီကျက်ဒီကလည်းမွေးရင်ကအခါမပြည့်စုံတဲ့အတွက်ကြောင့်မို့လို့စီတွဲမမှန်တဲ့အရာကိုဖြစ်တတ်တယ်။နောက်တစ်ခါကျက်အူမကျွတ်သေးတဲ့အချိန်မှာဒါဆိုရင်လည်းစီတွဲမမှန်တော့ဖြစ်တတ်တယ်။နောက်ရာသီဥတုအေးဖန်းတာများလို့ရှိရင်လည်းဒါစီတွဲမမှန်တာဖြစ်တတ်တယ်။နောက်တစ်ချက်နောက်နောက်တစ်ချက်ကျက်မများများနဲ့ထားတဲ့ကျက်ဒါဆိုရင်လည်းစီတွဲမမှန်တဲ့အရာတွေကိုဖြစ်တတ်တယ်။ ဲ့တော့ကိုကန်ထားတဲ့ကြက်ဒီဒီအရာတွေနဲ့ကြုံနေပြီလားတိုက်ဆိုင်နေပြီလားဒါဆိုလို့ရှိရင်တော့မင်းတို့ဒီအရာတွေကိုပြင်ဆင်ဖို့လိုတယ်နော်ဥတော်ကတော့ခြိရွတ်မမှန်တာကြက်ဒီဒီအကြောင်းရင်းနေရောက်မယ်ခြိရွတ်မမှန်တာလို့ဥတော်ကဘယ်လိုပဲတုံ့တက်ပြီးလိုက်တယ်နော်